တခါကရွာတိပါမှာအာနန္ဒပြီသူတပါးပြောဆိုခံရမှာဆိုတဲ့လေသမားကြီးတယောက်ရှိတယ်။ဒီနေ့မှာလေသမားကြီးကသူ့သားလေးနဲ့အတူသူတို့ပိုင်ဆိုင်တဲ့မြေကလေးကိုကျိုးနဲ့ဆွဲပြီးဈေးမှာရောင်းချဖို့ထွက်လာခဲ့တယ်။နေကလည်းပူနေတာကြောင့်သားဖာနှစ်ယောက်ဟာမြေလေးကိုကျိုးနဲ့ဆွဲပြီးတပြေးပြေးပဲ လမ်းလျှောက်ကဈေးကိုသွားကြတယ်။တနေရာရောက်တော့သူတို့နောက်ကလာတဲ့မြင်းလဲဘဝကုံငယ်တွေဟာသူတို့သားအဖကိုမြင်တော့တော်တော်ညံနေတဲ့သားအဖပဲဒီလောက်နေဘူးထဲမှာမြီးတစ်ကောင်လုံးရှိတာတော့စီးရကောင်းမှမသိပဲကျိုးနဲ့ဆွဲပြီးလမ်းလျှောက်နေကြတာဘယ်အချိန်လိုရာခီးရောက်နိုင်တော့မလဲဆိုပြီးတီးတူးဝေဖန်ကြတဲ့ တဲ့သမားကြီးလဲဒါကိုကြားတော့อืมငါတို့ဒီတိုင်းဆက်လျှောက်နေရင်တော့တခြားခရီးသွားတွေတွေ့တဲ့အခါတို့သားဖောက်တုံးအရဲလို့ထင်မြင်ကြအောင်မယ်ငါသားမင်းမြီးဘုံတက်ချီဆိုပြီးဆက်သွားကြပါတယ်ခက်လန်းလန်းရောက်တော့လမ်းဘေးကတစ်ပင်အိမ်မှာထိုင်ပြီးနားယူနေတဲ့အဖိုးကြီးအဖွားကြီးလင်မယားနဲ့တွေ့ပါတယ် လေသမားသားအဖအကိုတွေ့တဲ့အဖွာကြီးကလမ်းပြောပါတယ်။ဟဲ့တငယ်မင်းကလူငယ်လူရွယ်ဖြစ်ပြီးတန်တန်မာမာရှိပါလျက်မြင်းမုံမှာအခန့်သားတက်စီပြီးအဖေအိုကြီးကိုတော့လမ်းလျှောက်ခိုင်းရသလားကွယ်။ရင်ကျေးမှုမရှိလိုက်တာကွယ်လို့လမ်းပြောပါတယ်။လေသမားကြီးလဲသားဖြစ်သူကိုကောင်းကောင်းမွန်မွန်ဆုံးမထားပေမဲ့ မရင်ကျေးဘူးလို့ဝေဖန်ခံလိုက်ရတော့ရှက်သွားပြီဟုတ်ကဲ့ပါအဖွာကျွန်တော်တို့သားအဖတယောက်တည်းလက်စည်းတာပါလို့ပြန်ပြောရင်ကားကိုလမ်းလျှောက်စေပြီးသူကမြေပေါ်တက်စီလိုက်တာခရီးဆက်ကြပါတယ်တနည်းအားရောက်ပြန်တော့သားငယ်တွေကိုကိုစီကြောပိုးရင်ရေခတ်နေကြတဲ့မျိုးသမီးနှစ်ယောက်နဲ့တွေ့ပြန်ပါတယ်အမျိုးသမီးနှစ်ယောက်က လေသမားသားဖားနဲ့ညီကိုကြည်ပြီးဒီကိုကောင်းဆန်လိုက်တဲ့လူပါလားသူကြတော့မြင်းပေါ်မှာတက်စီနေပြီးတော့ကလေးကိုကြတော့လမ်းလျှောက်ခိုင်းထားတယ်ကြည်စမ်းမအောင်လို့တီတိုးဝေဖန်ကြပြန်တယ်လေသမားကြီးလည်းစိတ်မသက်မသာဖြစ်သွားပြီးတော့ဒါဖြစ်သူကိုမြင်းပေါ်တက်ခိုင်းပြီးခရီးဆက်ကြပါတယ်တနေရာရောက်ပြန်တော့အိမ်မွေးခွေးကလေးတွေနဲ့အတူ လမ်းလျှောက်ထွက်လာတဲ့မိသားစုနဲ့ဆုံပြေပါတယ်။မျိုးသမီးကသူ့ခွေးလေးတစ်ကောင်ကိုပွေ့ချီလိုက်ရင်လေသမားသားအဖကိုအထင်သေးတဲ့မျက်နှာနဲ့ကြည့်ကသူ့ယောက်ျားကိုဒီလိုပြောပြန်ပါတယ်။ယောက်ျားရေဟိုသားအဖကိုကြည့်ပါဦး။လူတွေဖြစ်ပြီးတော့ဒရိစံကိုမညာမတာနှစ်ယောက်သားတက်စီလာကြတယ်။အောက်ကမြေကရှာထွက်နေပြီ။တနာပါတယ်။ လူဝေဖန်ခံရပြန်ပါတယ်။ကဲသမားကြီးလည်းတလန်းလုံးဝေဖန်ခံရတဲ့အတွက်စိတ်မချမ်းသာဖြစ်ပြီးတော့မိဘကစီရင်ပြီးခဏနာယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ကဲသမားကြီးကတိုင်းနေမုန်းလဲတဲ့ပြီးဟိုရှိရကြော်ထဲမှာဒူတာဘာခဏနာပြီးဘိုက်ဖြေချာစို့ဆိုပြီးနာယူစားတော့ကြပါတယ်။စားတော့ပြီးတဲ့အခါကဲသမားကြီးလည်း လူတိုင်းကြိုက်ကိုလိုက်လို့ဖို့မဖြစ်နိုင်ပဲမိမိနဲ့တင့်တော်ရာကိုသာလုံဆောင်ရမယ်ဆိုတာသဘောပေါက်သွားခဲ့တယ်။သူတို့သာဖာဟာမူလအစီအစဉ်တိုင်းသူတို့နောက်ကမြည်ကိုကျိုးနဲ့ဆွဲပြီးတော့ဈေးကိုသွားရောက်ရောင်းချကြပါတယ်။ဈေးထဲမှာလေသမားကြီးသာဖာဟာမြည်ကိုအသပြားတရားနဲ့အော်ဟေးရောင်းချကြတယ်။တချို့ဝယ်သူတွေဟာသူတို့စီလာပြီးတော့ ဒီမီးဟာအတပြားတရားမတက်ပါဘူးအတပြား90ပဲပြီးမယ်အချို့က60ပဲပြီးမယ်ဆိုပြီးစိတ်ဆစ်ကြပါတယ်တင်ငန်းစာရလာပြီးဖြစ်တဲ့လေသမားကြီးကတော့သူတို့အပြောကိုစိတ်ထဲမထားတော့ပါဘူးသူသတ်မှတ်တဲ့စီအတပြားတရားပြီးနိုင်တဲ့ကုံတွေကိုပဲစိတ်ရှိလက်ရှိစောင့်ပြီးရောင်းချလိုက်ပါတော့တယ်